ကျွန်တော်အနေနဲ့မြင်တာကိုပြောရရင် तू ကတိုင်းပြည်ကိုမတရားအာဏာသိမ်းထားတဲ့အစိုးရရွေးကောက်ပွဲလုပ်မယ်ဆိုတာထက်ကျွန်တော်တို့ပြည်သူတွေမဲပြီးရွေးချယ်ထားတဲ့အစိုးရ तू နဲ့ပြန်ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ပြောလာခင်နိုင်ငံတကာကဘယ်ရွေးကောက်ပွဲကပို့ပြီးတော့အဲတရားမျှတပြီးဘယ်အောင်ထောက်ခံမလဲဆိုတာကျွန်တော်ပြည်သူခလေးမင်းတို့ဆိုဒီလိုအခြေအနေမျိုးမှာသူ့ဘက်ကရွေးကောက်ပွဲလုပ်နိုင်ကိုယ့်ဘက်ကလည်း ကိုစုံမှုနဲ့မြန်မာတိုင်းသားနဲ့ပေါင်းရွေးကောက်ပွဲလုပ်မယ်လို့သာကြေညာကြည့်ဘယ်လိုမျိုး effort တွေနဲ့သူခါသွားမယ်ကိုဘက်ကဘယ်လိုအားသာချက်တွေရလာမယ်ဒါတွေကိုတော့ဒီတော်လိုင်းဥဆောင်တဲ့ပုံကိုယ်ရင်းနေလဲမြင်ကြစီခြင်းလဲဒီတိုင်းသားနဲ့ပေါင်းပြီးတော့လူမျိုးနယ်မြေမှာရွေးကောက်ပွဲလုပ်မယ်ကွာသူတို့ဒီနေဘုံနေချနေကျွန်တော်တို့ကကလေးတွေတည်ဘလောက်ပြောပြောနိုင်ငံတကာကစိတ်ဝင်စားကြဝန်နေချင်းအထိတ်အမှတ်အလံတော်ကိုတိုင်တဝက်လွှင့်ထူတာပါ2025ခုနှစ်မေလ12ရက် စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရင်မြို့နယ်အိုထိန်တင်ကျေးရွာကစာတင်ကြောင်းတစ်ခုကိုစစ်ကောင်စီတပ်ကပေါင်900ဘုံကျဲချသွားပါတယ်အဲ့ဒီအတွက်ဒီမှာကွယ်လွန်သွားခဲ့တဲ့ចောင်းသားចောင်းသူတွေနဲ့ဆရာမတွေအတွက်ဝန်ထမ်းချင်းထိတ်မဖြစ်လမ်းတော်ကိုတိုင်တဝက်လှင့်ထူတာပါသူတို့ရဲ့စိတ်ဝင်စားမှု အပိုင်းကဒီနိုင်ငံရေး process ကိုဖျက်တယ်ဖျက်နေတဲ့အချိန်မှာနှောက်ရက်တဲ့အဥ္စာကိုပဲ ဒါသူတို့ကပို့ပြီးပြစ်မှုကြီးရယ်ဆိုယူဆရင်ကျွန်တော်တို့ကလည်းဒါကိုဖြစ်အောင်မဖြစ်မနေတွန်းရမှာပဲနိုင်ငံ process ဆိုငါတို့ရအောင်ဖြတ်နေရယ်ဆိုနောက်ဆုံး indrin government ပေါ်လာတဲ့အထိကျွန်တော်တို့လုံနိုင်တယ်အာဒီဂျာပြည့်ယူကဝယ်လုံနိုင်တယ်ဆိုတာမျိုးဆိုရင်ကိုယ့်ဘက်ကငါတို့အာနာယူနေရမဟုတ်ဘူးတိုက်ပွဲကာလမှာတော်လိုင်းကာလမှာတော့ငါတို့ဒီဒီလိုမျိုးဖန်ပြီးပေးနိုင်တယ်အာနာကိုလက်လွှဲပေးနိုင်တယ်နောက်ပြီးတော့ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုငါတို့တံပြန်နိုင်တယ်ဆိုတာမျိုးတွေ ဒီလိုမျိုးတွေဖြစ်ရမှာဒီလိုမျိုးအလုပ်တွေလည်းအများကြီးစဉ်းစားပြီးလုပ်ဖို့လိုတယ်ပေါ့အခုကတော့သူရှိတဲ့အကွက်ပေါ်မှာကိုကဘယ်လိုပြန်ပြီးကောင်တာလုပ်မယ်ဆိုတာကိုစဉ်းစားနေကြတာကိုတွေ့ရပေါ့နော်တော့နိုင်ငံရေးဘက်မှာအားနေသွားတာလည်းဒီတော်လိုင်းကြီးခြေချသေးတဲ့အချက်တွေပဲမြင်ပါတယ်